အခုပြောပြပေးသွားမှာကကြတော့အကောင်းဆုံး AI voice generator ၃ခုဖြစ်ပါတယ်။ဒီ၃ခုကိုဘာလို့အကောင်းဆုံးလို့ပြောတာလဲဆိုရင်တစ်အချက်အနေနဲ့က free လဲ try လို့ရပါတယ်။ free သုံးလို့ရတယ်ပေါ့နော်။ကောင်းတဲ့ AI voice တွေကပုံမှန်နေနေပဲပြောရရင်ဈေးကြီးပေးရတယ်။ပြောပြပေးသွားမယ်၃ခုက free လဲတုံးလို့ရမယ်ပြီးွားရင်နိုင်ငံတကာမှာလည်း review ကောင်းနေရတယ်ပေါ့နော်တချို့လည်းတည်ပြီးတာကြီးဖြစ်မယ်ဆိုတော့မတိရသေးတဲ့သူတွေအနေနဲ့အဆုံးထိကြည့်ပြီးပေါ့နော် tutorial နဲ့တကွာပြောပြပြီးသွားမှာဖြစ်ပါတယ်ပြောချင်တာဒါကောင်းတယ်ဒါတုံးတယ်ဆိုတာထက်ဘယ်လိုတုံးရမလဲဘယ်လို function တွေပါလဲဆိုတာကိုပြောပြပြီးသွားမှာဖြစ်တယ်ပေါ့နော်နောက်ဆုံးကတော့ okay အားလုံးနဲ့ယင်းကြီးရဲ့11 lab ကိုပြောပြပြီးသွားပါမယ်အဲ့တော့11 lab ထဲဝင်လိုက်မယ် 11 left ဆိုပြီးတော့တန်းပေါ်ပါတယ်အဲ့ဒီတွေဝင်လိုက်ုံပါပဲပြီးွားပြီဆိုရင်ဒီပေါ်မှာ go to app ကိုသွားပေးပါ ဥမာစာသုံးတဲ့သူတွေတော့ Gmail နဲ့ Sign in လုပ်ခိုင်းပါတယ်အဲဒါဆို Gmail နဲ့ချိန်လိုက်ရုံပါပဲဆိုတော့ app လို့ဝင်လိုက်ပြီဆိုတာနဲ့ဒီလိုမျိုးတွေ့ရပါလိမ့်မယ်အဲ့တော့ step by step သွားပြပါမယ်ပထမဆုံး test to speak ကိုသွားပါမယ် test to speak ကတော့ပြောတဲ့အတိုင်းပဲစာရိုက်မယ်အဲ့ဒီဟာကို voice ထုတ်ပေးမှာပေါ့နော်ဒီနေရာမှာ free plan က limit လေးတော့ရှိရယ်ဆိုတော့ဒီမှာဆိုရင် credit ပေးထားရယ်ပေါ့နော်866 credit gen နဲ့ဒီဟာကို generate လုပ်ကြည့်လိုက်မယ်ပေါ့နော် generate လုပ်ကြည့်လိုက်တဲ့အခါကျရင် digital marketing company where you can grab quality digital marketing services. Okay. ဒါကိုရိုက်ထားတာဒီမှာတော့ကိုယ့်ဘာကိုရိုက်ဖို့ရိုက်လို့ရတယ်ပေါ့နော်။ This is blah blah ပေါ့နော်။ကိုယ့်ဘာကိုကြိုက်သလိုရေးလို့ရတယ်။စကလုံး character က ဒီမှာ character လို့သုံးတာပဲပေါ့နော် character ဆိုတာ speed ရော hyphen ရောအဲ punctuation ပေါ့နော်အကုန်ပါတာကိုပြောချင်တာပေါ့နော် word limit မဟုတ် character limit အဲ့တော့ character စုစုပေါင်း9000ရတယ်အဲ့ဒါကိုရိုက်လို့ရတယ်ပြီးတော့ဒီမှာ voice ကို setting change လို့ရတယ်ကိုကဘလို့တန်သုံးချင်တာလဲစမ်းကြည့်လို့ရတယ်ခုန area ဖွင့်ပြသွားတာ richer ဆိုတဲ့အမျိုးသမီးရဲ့အတန်ပေါ့နော်အခုတော့ grandpa let me tell you what my grandpa told me when i was just 6 years old son okay ဒီတန်ကိုသုံးမယ်ဆိုရင် area ရိုးကအဲ့ဒါကိုရွှေ့လိုက်ပြီးရောကလေးနှိပ်လိုက် add to my voice ဆိုတော့နှိပ်လိုက်ရင်ရပြီပေါ့နော်ဆိုတော့ try ကြည့်လိုက်ရအောင်အခုကတော့ mac natural conversation ဆိုတဲ့အတန်ကို try မှာပေါ့နော် Welcome to Ariel's Digital Marketing Company where you can grab quality digital marketing services. Okay. So ဒီမှာ voice တွေအများကြီးရှိပါတယ်။ကိုကြိုက်တဲ့ဟာကိုရွေးချယ်သုံးလို့ရရပါတော့။ နောက်တစ်ခု speed အခုကနှင်းနေရယ်ဆိုရင်မြန်လို့လည်းရတယ်ဒီမှာ setting တွေထပ်ပြီးတော့ချိန်လို့ရတယ်ပေါ့နော်ကိုအဆင်ပြေသလို okay ပြီးွားပြီဆိုတော့ download လုပ်လိုက်အောင်မယ်ဒီနားလေးမှာအလွယ်ပဲပေါ့နော်အဲအဲ့ဒီဟာကိုကိုအသုံးပြုကျင်နေရဲ့ video ပဲဖြစ်ဖြစ် podcast ပဲဖြစ်ဖြစ်ပြန်ပြီး apply လုပ်လို့ရတယ်လွယ်ကူတယ်ဒါ free เนาะခုကဟိုရှေ့မှာနေလောက်သွားတာเนาะအ free လားမ free လားဆိုတော့ဒီမှာကြီးကြီး plan ကိုပြပေးမယ်ပေါ့နော်တချို့တွေကအာပတ်စံပေးရတယ်လို့ပါလို့ မန်တက်ကြတော့လေဒီမှာ free ကိုသုံးနေရပါတော့ free ကဘာတွေရလဲဆိုတော့တခါလေးပြောပြရပါမယ်ပေါ့နော်ဆိုတော့ free ကဒီမှာကြီးကြီး7 minute high quality task ရတယ်15 minute conversation နဲ့ AI ရတယ်ပေါ့နော်ဆိုတော့ဒါကသူပေးထားတာတွေနောက်တစ်ခုကကျအရှိမပြတဲ့အတိုင်းပဲ credit ရှိတယ်နောက်တစ်ခုကကျတော့ဒီကောင်ကစမ်းပြီးလို့ကြိုက်တယ်ဆိုရင် extension တိုးမယ်ဆိုရင်ဒီ upgrade လုပ်မယ်ဆိုရင်တစ်လမှ5ဒေါ်လာပဲဆိုတော့ဈေးတင့်တဲ့နေရာမှာပါတယ်ဒီမှာဘာတွေရရဘာတွေရရဆိုတော့အသေးစိတ်ပါပြီးသားအဲ့ဒီဟာမှာထပ်ပြီး Hey there. I'm Al. What brings you to 11 Labs today? First time here or looking for something specific? Okay, uh, I want to select the packages. Which one is uh, the best for me? I can certainly help you with that. To recommend the best plan for you, could you tell me a bit about what you're hoping to achieve with 11 Labs? For yep. example, mm. are you planning on using it for personal projects or for a business? and you have any idea of how many characters or minutes of audio you anticipate generating each month? It's like my personal purposes. Got it. So, for YouTube videos and personal use, the starter or creator plan would likely be a good fit. The starter plan is $5 a month and includes 30,000 characters, while the creator plan is $22 a month and includes 100,000 characters. Do you have any sense of how long your videos will be or how much narration they'll need? That'll help determine which plan is best. Okay, approximately 10 minutes. Okay, 10 minutes per video. And about how many videos do you think you'll be making each month? This will help us figure out how many characters you'll need and which plan offers the best value for you. Uh, I guess 10 video per month. <laughs> I, I can't be more than that. This is just estimation. Okay, so around 10 videos a month, each about 10 minutes long, given that the creator plan at $22 a month would likely be the better option for you as it offers more characters. Uh, would you like me to redirect you to the pricing page so you can take a closer look at the features of each plan? Okay, thank you. No problem. I'll direct you to our pricing page now. It's been great talking with you. Am I okay to take you there now? Okay, cool. ကြည့်လိုက်ပေါ့เนาะဘလောက် AI နေတိုးတက်နေလဲဆိုရင်ဒီ customer agent တော်မှာ AI နဲ့ဖုံးပြောလို့ရတာပေါ့เนาะအခုဖုံးပြောနေရပုံစံပဲဒီတောင်းကိုလေးအောင်နှိပ်လိုက်တာနေပေါ့เนาะ Okay ဆိုတော့က anchor နှိပ်လိုက်မယ်ပေါ့เนาะဆိုတော့ဒီမှာကိုကိုအသုံးပြုခြင်းနဲ့ပုံစံရအသုံးပြုခြင်းနဲ့ဒီ video ရှေ့တိုးပေါ့เนาะအဲ့ဒါ discuss လုပ်လို့ရတကယ်တော့ impressive ဖြစ်စရာ AI ကဘလောက်တောင် improve ဖြစ်လာရတယ်ဆိုတော့အခုလည်းအရှိမပဲပြောပြသွားပါဘောเนาะဆိုတော့အခုန11 lakh ကိုပဲပြန်သွားမယ်ပြန်စမ်းပြမယ်ဘောเนาะ tap to speed ပြီးွားပြီဆိုရင်နောက်ထပ်ကဒီ voice changer ဘောเนาะ voice changer ကြတော့ကိုယ့်ရဲ့ဒီ voice ကို area တခါတည်းပြပြီးမယ်ဘောเนาะ okay hello i area i want to test my voice changing uh could you mind changing my voice into pretty good sound. Uh, okay, then. ဒါ record လုပ်လိုက်တယ်အဲ့ဒီမှာကိုပြောင်းချင်တဲ့တန်ကိုရွေးလိုက်မယ်ပေါ့နော်ဒီတန်လေးရွေးလိုက်မယ်တင်းရွေးလိုက်ပြီးွားရင်အောက်က generate speech rồi này ဆိုတော့နှိပ်မယ် Hello I area I want to test my voice changing uh could you mind changing my voice into pretty good sound Oh uh, okay ်တန် Sir app ကောင်လည်း download လုပ်လို့ရတယ်ဒီမှာလက်တွေ့လုပ်ပြပေးရပါတော့เนาะဒါ free plan မာရင်ကို လုံးလို့ရတာပေါ့နော်အဲ့တော့ကိုဘကို shop click ကြီးအစင်ပြေတယ် okay ကိုအတွက်အရေရှိတုံးရတော့မယ်ဆိုတော့မှခုနလိုမျိုးဒီသူတို့ agent တွေဒါရိုက်ဖုန်းပြောတယ်လို့ပြောပြီးဝယ်လိုက်တော့ပေါ့နော်အဲနောက်တစ်ခါကျ sound effect တွေလည်းရ sound effect က mic တယ်ဥပမာဆို area စမ်းထားပါပေါ့နော်အဲဒီမှာကို သုံးပြုကျင်တဲ့ effect ပေါ့နော် a cat ပဲကြိုက်တော့ a cat ပဲပေါ့နော် a cat if เอ่อပါပြောရင်ကောင်းလေအဲ shouting ကောင်းနေပေါ်လာပေါ့နော်ကိုအသုံးပြုကျင်တဲ့ voice တွေကို voice ဆိုတာတည်း sound effect တွေကိုလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ तू ကဒီမှာအာလုပ်ထားတယ် area ဒီရှိမှလုပ်ထားပါပေါ့နော်ဆိုတော့ generate နှိပ်လိုက်ရုံပဲနှိပ်လိုက်ရင် तू က ဒီမှာလာပြမယ်ပေါ့နော်ဒါကတော့အရှင်ကလုတ်ခဲ့တဲ့ဟာတွေဒီဟာလေးကိုနားထောင်ကြည့်လိုက်ဆိုတော့ဒီမှာကသူကစံပယ်လေးခုတောင်ထုတ်ပေးရဲ့အဲ့လေးခုတွေကကို Okay okay အဲ့လေးခုတွေကကိုကြိုက်တဲ့အတန်ကိုပြန်သုံးလို့ရတယ်ဒါလေးကလုံးဝ free เนาะဆိုတော့သူ function လေးရတော်တော်မိုက်တယ်ပေါ့နော် ါတော့ AI voice generator number 1ဆိုတော့ number 2ကိုဆက်သွားပါမယ် number 2ကကြတော့သူ့နာမည်ကဘာလဲဆိုတော့ play AI လို့ခေါ်ပါတယ် play AI မှာ တော့အဒီမှာเนาะ link နေရာတခြား AI နာမည်နဲ့ရောတက်တယ်အဲ့တော့ play.ai မှာ အထဲဝင်ပါမယ်ဒီကောင်ကကြာ variety များတယ်သူကအတန်ပေါင်းပေါ့เนาะ800လောက်ရှိရယ်ပြီးွားရင် language နဲ့ essence က140လောက်ကို ရှိပါတယ်ဆိုတော့ play ai ဆိုတဲ့အတိုင်းပဲ play round လုပ်လို့ရတယ် ai voice generator ဖြစ်ပါတယ်ပထမအဆုံး voice library လေးကိုစမ်းကြည့်မယ်အတန်လေးတွေအများကြီးပေါ့เนาะ are we just glued to our all right team the Ah, my oh my, would you look? ဒီဝိုင်းဒူအာကက်တီဂိုရီခွဲပေးထားတယ် conversation လို့ conversation လို့အတန်မျိုးလားဒါမှမဟုတ် advertising လို့အတန်မျိုးလား narrative ပေါ့နော်ဒါကိုယ့်ဘာကိုအဆင်ပြေတယ်လို့ရွေးလို့ရတယ်နောက်တစ်ခုကဒီ play AI ရဲ့ကောင်းတာကြတော့ voice cloning ကို free ပေးထားတယ် free send လို့ရဒီ voice cloning ကကြတော့အများစုမှာ free မပေးထားဘူးအဲ့တော့ voice cloning စမ်းခြင်းလဲဆိုဒီမှာလာစမ်းလို့ရဘယ်လိုလောက်ကလဲဆိုတော့ create voice clone ဆိုတာတစ်ချက်နှိပ်ပေါ့နော်ဒီမှာ instance ဆိုတာလေးပါတော့တစ်ချိန်တည်းတော့ဆန်းလို့ရတယ်ပေါ့နော်အဲ့ဒါလေးကိုတတိထားပေါ့နော်အခု area ကအာဒီမှာနာမည်ပေးလိုက်မယ်โอเคဒါကတော့ add လို့မလုပ်တော့ပဲတခါ record လုပ်လိုက်မယ် Hello, this is Area. I have to record for 30 seconds. Okay, 30 second ပြီးသွားပြီဆိုရင် finish နေလိုက်ပေါ့နော်။ तू က30 second တော့အနည်းဆုံးလောက်ကြတယ်။ clone ပြီးသွားပြီဆိုရင်ဒီ voice library ထဲမှာပဲ your voice ဆိုတာသွားစစ်လို့ရတယ်။နောက်တစ်ခုကကြာတော့နောက်ဆုံးတစ်ခုလည်းဖြစ်တယ်။အကောင်းဆုံးလည်းပြောလို့ရပါတယ်။ဆိုတော့ huma AI လို့ခေါ်ပါတယ်။ a h u m e AI မှာ ဆိုတော့တွေ့လား11လက်ကပေါ်မှာသူကြော်ညာကြော်ညာထားရပါတော့ဆိုတော့ဒါကကာ Google App လို့ပြောပါတယ် Google App ကိုတင်ခြင်းလဲ area တင်ပေးပါတယ်เนาะဒါတော့ digital marketing ကြော်ညာလေးတစ်ချက်ပေါ့ Okay နောက်တစ်ခုကကြတော့အဲ human AI နဲ့ဝင်ပြီးပါရင် go to app ပါ human AI ကကြတော့နောက်ဆုံးမှရောက်လာပြီမဲ့ကောင်တီတီအစိပ်ပြင်းပြင်းလို့ပြောလို့ရရပါတော့အများစုညွှန်းကြတယ်ပြီးွားရင်သူကဒီအဆောင်းတွေကိုပေါ်ပြလိုက်တာနဲ့ဥပမာဆို brown ရေးလိုက်တာနဲ့ brown အတိုင်းကိုတန်ထွက်ပေးရဒီ တန်ကိုစိတ်ဆိုးနေတဲ့တန်ပြောင်းလုပ်ပေးပါဆိုစိတ်ဆိုးနေတဲ့တန်လုပ်ပေးရသူက brown နဲ့လောက်ရတာပေါ့နော်အဲအဲ့ဒါကိုဆန်ပြပေးမယ်အထက်ပြောရမှဆိုသူက အစ်စ်ဖြစ်တာဖြစ်တဲ့အတွက်အဲဒီ voice cloning နဲ့ lip sync ကို offer မပေးထားဘူးအဲ့ဒီဟာကိုဒီကသုံးမယ်ဆိုတော့ဒါကို recommend မပေးပါဘူး။ तू က test to speak ရဲ့ဒီ feeling တွေ emotion တွေအဲ့လိုမျိုးထည့်ပြောခြင်းနဲ့ဆိုရင်တင့်တော်တယ်။ဆိုတော့ podcast တွေနောက်တစ်ခါကျ reading လောက်တာတွေဆိုရင်ပိုပြီးတင့်တော်တယ်ပေါ့နော်။ဆိုတော့ trying ကြည့်လိုက်ရအောင်ဒီမှာဆိုရင် example က I've had it up to here with your excuses. Just just get out of my sight ဒါစမ်းထားပါဘောเนาะဆိုတော့သူက feeling နေနဲ့ပါပြီးတော့သွားတဲ့အအတန်မျိုးပေါ့เนาะနောက်တစ်ခါကျကိုကဒီမှာ acting instruction ကြတော့ okay be polite ပဲထားပါတော့เนาะရင်ကြီးကြီးပြောပေးပါလို့ပြောလိုက်တယ်ဆိုရင် तू က politely ပြောပေးမှာပါဘောเนาะဒီ instruction ပေးလို့ရအတန်ကိုနူးနူးငယ်ငယ်ပြောပါလို့စိတ်ဆိုးပြီးပြောပါရအဲ့လိုမျိုးတွေရရပေါ့เนาะဆိုတော့ဒီကောင်ကကျတော့ instruction သားပြီးပြီးဝရင်ဘယ်လိုမျိုးတန်လေးလုပ်လို့ရလဲဆိုတော့ထပ်ရွေးလို့ရရပေါ့နော် ဆိုတော့စမ်းကြည့်ပါဒါကတော့ generally သုံးခုစလုံးကို၃နီးရောပြောပြပေးသွားတာပေါ့နော် AI နေကတော့အရန်တိုးတက်နေပါပြီဆိုတော့ DPD ကတင့်တွက်ကြိုးရှိရဲအများအတွက်လေပို့ပြီးကြိုးရှိစေချင်တယ်ဆိုရင်မျှဝေခြင်းပြင်ကူညီနိုင်ပါတယ် share button လေးနှိပ်ပြီးရောပေါ့နော် okay နောက်ထပ်ကောင်းမွန်တဲ့ video တွေနဲ့ပြန်လာပြီးပါမယ်နောက်ထပ်သိချင်တာလေးရှိရဲဆိုရင်လည်း comment မှာရေးပေးပါ နောက်တစ်ချိန်တော့ AI image generator တွေပြောပြပေးသွားမယ်စိတ်ဝင်စားရမလား AI ပါ Thailand Leading Digital New Company မှာ Digital Marketing Specialist အနေနဲ့လို့ က္ခဏီတူတူဖြစ်ပါတယ် digital marketing ဆိုင်ရာဝန်ဆောင်မှုတွေသိကျင်နေဆိုလဲဆက်သွယ်လို့ရပါတယ် bye bye see you